ားရှိတယ်မငုံနဲ့ဘယ်သူမှရှိကြီးလားရှိတယ်နော်မငုံနဲ့နော်အဲ့တော့သလားဒုက္ခရောက်နေတဲ့အတက်ကြီးဖူးကြီးဖွားကြီးတွေနဲ့ဒုက္ခရောက်တဲ့ပြည်သူတွေအတွက်ကျွန်တော်ဆက်ပြီးတော့အရှင်းဆုံးပြောရရင်အရှိန်မသေးနိုင်သေးပဲဆက်လုံနေတဲ့သဘောပေါ့ပရိဒတ်အရှိန်ဆိုတော့ဘယ်ချိန်တည်သွားမယ်ဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ဒီပရိဒတ်ကိုလှုပ်လို့ရနေသေးပြီကျွန်တော်လုပ်နေအောင်မယ်ဒါပေမဲ့လောလောဆယ်တော့ရှိထားတဲ့ခြံနှစ်ခွက်နဲ့ခြံနှစ်ခွက်နဲ့ကားကတော့ကုန်သွားပြီပေါ့ကုန်သွားပြီပေါ့ကုန်သွားပြီလူလိုက်တာအဲ့ဒါတွေအကုန်လုံးပေါင်းလိုက်မယ်ဆိုရင်တော့36000ကျော်ကျော်လောက်ဖြစ်သွားပြီ ချန်တခေါ်လဲကုံသွားပြီကားလဲကုံသွားပြီလှူလိုက်တာဒါလောလောဆယ်ဒီမှာနေတဲ့အိမ်အိမ်ကတော့မကျင်းသေးဘူးအိမ်လဲအမျိုးသမီးရဲ့မျက်ကုံးလုံနေပြီလှူမယ်ဆိုလို့နော်မျက်ကုံးလုံနေဒါလေးတော့ချန်ထားပေးပါရဲ့ဆိုဒါမှမကျင်းချေဘူးဒါလောလောဆယ်တော့ဒါဆန့်ရဲ့စီရဲ့ရေတန့်ရဲ့ဒီမှာမမကကတဖာလုံးပဲဟုတ်ပါဒါလေးတွေလာလှူပြီးနောက်ထပ်တသိန်းလောက်ပြီအလူငွေတသိန်းရဲ့အလူငွေတော့မဟုတ်ဘူးပေါ့ကူညီတာပေါ့တရားနဲ့တရားเนาะအဆန်ဘုံပြမတန်းလာရင်ကျွန်တော်မလို့ချင်းစိတ်လည်းမဝင်စားဘူး ျွန်တော်လူလည်းမလူချင်းဒါတွေလူချင်းလို့ကျွန်တော်လှုပ်ချင်းလည်းမဟုတ်အဓိကကအော်ဒီကောင်လေးကတော့ပရိုက်တာလုံနေတယ်ဟေ့ငါတော့တို့တော့ယုံနေဒီကောင်လေးကတော့ယုံနေဒီကောင်လေးကတဆင့်ဒီဒီအဖိုးဖွားရတော့ငါတူလိုက်အောင်မယ်ဟဲ့ဆိုပြီးတော့အဲ့လို့ရှင်လူမာတွေကယုံကြည်ပြီးတော့ကျွန်တော်ကနေတဆင့်လှူပေးရင်ဂျင်းနေပြီပရိုက်တာရယ်ဆိုပြီးတော့စလုပ်ဖြစ်ခဲ့တာလေကျွန်တော်ရေပေးခနေရပေါ့ရေပေးခနေရစလုပ်ဖြစ်ခဲ့တယ်ရေပေးရန်ကုန်တိုင်းအနေနဲ့ကျွန်တော်ဟိုဟာအလူကန်တွေထွက်ကြတယ် ရေပေးမှာသွားလှူကြတယ်ကျွန်တော်အစီယုံနာမည်နဲ့ပေါ့သွားလှူရခါမှာသူတို့အစီယုံကျင်းနေရေလို့အစီယုံနာမည်နဲ့လှူပြီးတဲ့အပြင်ကိုကျွန်တော်ကတက်တက်ဆိုပြီးတော့နေခဲ့သေးတာစိန်ပွင့်နေနေဆိုပြီးတော့ဒါတူးတဲ့ပေါ့မတည်ပြီးတော့ဘလောက်လှူတယ်နောက်ပြီးတော့ရေပေးမှာဘလို့ခက်ခဲတဲ့အရာတွေအဲရက်ခက်ခဲတဲ့ပြည်သူတွေအတွက်ဆိုပြီးတော့သွားပြီးတော့လည်းလှူရမ်းခဲ့အဲ့မှာကနေရစခဲ့တာပေါ့အဲ့မှာကနေရစပြီးတော့အခုငလင်ဘေးထိတိုင်းမပြီးသေးဘူးပေါ့ကျွန်တော်ဘလိုက်တာတော့ဒါလူတွေသိအောင်လို့မဖော်ပြဘူးဆိုတာကတော့ ကျွန်တော်လှူတာဘလောက်ရှိတယ်ဘယ်ရွေးရှိတယ်ဘသူတို့သွားလှူပါရဲ့ဆိုမဖော်ပြတော့ဆိုတော့ကျွန်တော်တို့ကဒီလိုလှူနေတာပေါ်ပြင်လောက်တာမဟုတ်ဘူးလေနောက်ပြီးတော့ဗီဒီယိုရိုက်ပြီးတော့တက်တော်မှာတင်တယ် Facebook မှာတင်တယ်ဆိုရလဲကျွန်တော်နေလဲတင်မယ်ဆိုရင်ဖုန်းထဲမှာအများကြီးပေါ့တင်စရာတွေအများကြီးပဲနောက်ပြီးတော့လှူဒန်းထားတဲ့ပစ္စည်းတွေဘသူလှူတယ်ဘယ်နေရာမှာဘလောက်ပဲဖရားကဘလောက်လှူတယ်ဆိုတာကျွန်တော်မှစဉ်းရဲတိကျရှိတယ်ဒါပေမဲ့မတင်ပြတော့ဘာကြောင့်လဲဆိုတော့ခုနပြောလို့ပဲပေါ်ပြင်လောက်ချင်တာမဟုတ်အဓိကကိုကိုညီလိုက်လို့သူတို့ဘာအစဉ်ပြေသွားရင်ရပြီဒီလိုစိတ်ထားမျိုးရှိဖို့ဆိုတာကလည်းဘသူဘသူစီရနေပြီးတော့ကျွန်တော်က အဲနမူနာယူရလဲဆိုတော့ကျွန်တော်တို့နိုင်ငံကျော်ဆိုတော့ဒီကိုမနောကိုမနောရဲ့ပုံစံနဲ့ကိုမနောစိတ်တက်လေးကိုကျွန်တော်ကအတူယူတာဘာကြောင့်လဲဆိုတော့သူနာမည်ကြီးသွားပေမဲ့ဘဝမမေ့ဘူးနောက်ပြီးတော့အောက်ချင်မလို့ဘူးနာမည်ကြီးသွားတဲ့အခါမှာသူနာမည်ကြီးတဲ့တလောက်ကိုကြီးရသူလှုပ်တဲ့တလောက်လေးလှုပ်ပြီးတော့ဒီဘာသာရေးနဲ့လူမျိုးရေးဘက်မှာပဲနောက်အဲ့အတွက်ပဲသူဦးစားပေးပြီးတော့လှုပ်တယ်နောက်ပြီးတော့သူတပင်းကတော့ဘာသာရေးပေါ့ကိုမနောကဘာသာရေးလှုပ်တယ်နောက်ပြီးတော့သူတပားအတွက်လည်းကြီးတယ်ပေါ့အဲအဲ့ဒါလေးကိုသူကကျွန်တော်ကမူယူပြီးတော့အောင်မြင်နေတဲ့အမှုပညာရှင်လူရှင်တော်တယောက်မှဟုတ်ပေမဲ့ ဒါပေမဲ့တိတင်းတလောင်လေးတော့တိသွားခဲ့တယ်အဲ့ခေတ်ခါမှာတော့ဒီအမှုပညာပိုင်းမှာကို့အတွက်ဝန်းစားအတွက်ခဏနားပြီးတော့ကို့အဆင်ပြေတလောင်လေးတကြီးလူချင်းတော်တွေနောက်ပြီးတော့ဒါရက်ွက်ထဲမှာပေါ့အဆင်မပြေဖြစ်ပြီးတော့နာမကျွမ်းနာဟိုကျမ်းမာရေးမကောင်းတဲ့သူတွေအတကြီးအဖိုးကြီးဖွားကြီးပေါ့စောင့်ရှောက်ရေးလိုနေတဲ့သူတွေအတွက်ကျွန်တော်ကဒီရေဘေးကနေအခုငလင်ဘေးထိတိုင်အောင်ဒါဆက်လုပ်နေဖြစ်တာပေါ့ကြာချိန်ကတော့ကျွန်တော်တစ်နှစ်ကျော်လောက်ကြာပြီကျွန်တော်လုပ်နေတာပေါ့နော်ဒါပေမဲ့အခုလိုမျိုးမီဒီယာရှေ့မှာလည်းကျွန်တော်မဖြေခဲ့ဘူးနောက်ပြီးတော့ဖုံးဝါနေတဲ့ဆင့်တက်တော့နေတဲ့ဆင့်လည်းကျွန်တော်ဖော်ပြခြင်းမရှိခဲ့ဘူး အခုနိုင်ပြောသလိုပေါ်ပင်မလုတ်ချင်ဘူးသူတစ်ပါးကျွန်တော်ကကိုင်ကြီးပေးလိုက်လို့အစီပြေးသွားရင်ကျွန်တော်ဂျင်းတ်ပြီနောက်တစ်ခုကလည်းလူချင်းတော်အလုတ်ဆိုရလဲကိုပြောလိုက်တဲ့ပြက်လုံးလေးတစ်လုံးကြောင့်ကိုပြောလိုက်တဲ့စကားလေးတစ်ခွန်းကြောင့်သူတစ်ပါးခဏတာရီမောသွားရင်အဆင်ပြေပြီအဓိကတော့ကျွန်တော်လူချင်းနာတော့ဝါသနာပါလာတော့အခုကလူချင်းတော်ဘက်ကိုခဏနာပြီးပရိုက်တဘက်ကိုကျွန်တော်အားဆိုင်ပြီးလုတ်တယ်ပေါ့တကြံတော့ဆိုလဲကျွန်တော်တို့အခုပြီးခဲ့တဲ့ရက်ကဆိုကျွန်တော်ငလင်ဘေးအတွက်အလူကံထွက်ခဲ့ပြီးမြန်မာနိုင်ငံဟာသပညာရှင်များအစီယုံရဲ့ပုံရိပ်အောက်မှာကျွန်တော်အလူကံထွက်ပေးခဲ့တယ်နောက်ပြီးတော့မပြီးသေးဘူး အစည်းအရုံးအတွက်လူကံမထွက်ခင်မှာလဲကျွန်တော်ကဒီမန္တလေးတိုင်းမှာရှိတဲ့ငလင်ဘေးတင်ပြည်သူတွေအတွက်ကိုကျွန်တော်ချွေးနေစာလီတဲကနေပြီးတော့ပေါ့နော်မန္တလေးမှာရှိတဲ့ကဲဆေးရေးအဖွဲ့တွေနဲ့ပေါ့တချို့အဖွဲ့တွေအတိတွေနဲ့ပေါ့နော်ယုံကြည်ရတဲ့အဖွဲ့တွေနဲ့ဆက်သွယ်ပြီးတော့ကျွန်တော်တို့လင်မယားမတည်ပြီးတော့တိန်လေးတောင်ဆိုပြီးတော့လဲလှူဒန်းခဲ့ပြီးပြီဒါကလည်းကျွန်တော်မဖြောမဖွဲ့ပြခဲ့ဘူးမှတ်တမ်းဆိုပြီးတော့ဗီဒီယိုတစ်ပုဒ်တစ်ပုဒ်တစ်ပုဒ်တော့ကျွန်တော်မရိုက်ခဲ့ဘူးเนาะအဲဒါအဲ့အဲ့ပြီးအဲ့ဒီကနေပြန်တဲ့အခါမှာလဲဒါမြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးရဲ့နာမည်နဲ့ပဲကျွန်တော်တို့အလှူခံပေးတယ် ဒါအလူခံပေးပြီးတာဆိုရင်ပြန်ကျွန်တော်၄ရက်လောက်ရှိပြီအလူခံပေးပြီးသွားပြီကျွန်တော်အပ်ပြီးသွားပြီဒါလည်းမပြီးသေးဘူးကျွန်တော်တို့အကြံရှိတဲ့ငလင်ဘေးတဲ့နယ်ပြည်သူတွေနဲ့နောက်ပြီးတော့ပုံမှန်အရက်ထဲမှာရှိတဲ့ဒုက္ခရောက်နေတဲ့အတက်ကြီးဖူးကြီးဖွားကြီးတွေနဲ့ဒုက္ခရောက်တဲ့ပြည်သူတွေအတွက်ကျွန်တော်ဆက်ပြီးတော့အရှင်းဆုံးပြောရရင်အရှိန်မသေးနိုင်သေးပဲဆက်လုပ်နေတဲ့သဘောပေါ့ပရာဟိတအရှိန်ဆိုတော့ဘယ်ချိန်တည်သွားမယ်ဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ဒီပရာဟိတကိုလှုပ်လို့ရနေသေးပြီကျွန်တော်လုပ်နေအောင်မယ်ဒါပေမဲ့လောလောဆယ်တော့ရှိထားတဲ့ခြံနှစ်ခွက်နဲ့ခြံနှစ်ခွက်နဲ့ကားတော့ကုန်သွားပြီပေါ့ ကုန်သွားပြီပေါ့ကုန်သွားပြီလူလိုက်တာအဲ့ဒါတွေအကုန်လုံးပေါင်းလိုက်မယ်ဆိုရင်တော့3 6000ကျော်ကျော်လောက်ဖြစ်သွားပြီခြံတစ်ခွက်လည်းကုန်သွားပြီကားလည်းကုန်သွားပြီပေါ့လူလိုက်တာဒါလောလောဆယ်ဒီမှာနေတဲ့အိမ်ရအိမ်ရတော့မကျိန်းသေးဘူးအိမ်လည်းအမျိုးသမီးရမျက်ကုံးလုံနေပြီလူမယ်ဆိုလို့နော်မျက်ကုံးလုံနေဒါလေးတော့ခြံထားပေးပါရဲ့ဆိုတော့ဒါမှမတင်းချေဘူးဒါမီဒီယာဖြေပြီးတဲ့အခါမှာကျွန်တော်ကြည်အောင်မှာကြည်ပြီးလို့မန္တလေးကိုလှမ်းကြောင်ကြားပြီးလို့လူသေးတယ်ဆိုရင်ဒါကျွန်တော်မီဒီယာဖြေပြီးပြီးချင်းပဲကျွန်တော်ဒါဒါပွဲစားနဲ့ဒါဆိုင်ထားတာရှိသေးတယ်ဒါသူမျက်ကုံးလုံနေပြီဒါပေမဲ့မလုတ်သေးပါဘူးနော်မလုတ်သေးပါဘူးဆိုတော့ ကျွန်တော်တို့ကနေစရာရှိစီနေစရာတွေစားစရာတွေတွားလို့လာလို့ရသေးတယ်။တကယ်ဒုက္ခရောက်နေတဲ့မန္တလေးတိုင်းစကိုင်းတိုင်းနေပြီးတော့အင်းလေးဒေသတွေမှာကသူတို့တွေမှာတွားလို့လာလို့မရတော့မြို့ပြက်ကြီးတွေလိုဖြစ်သွားတယ်။အဲ့တော့ကျွန်တော်တို့ကနေလို့စားလို့တောက်လို့ရသေးတယ်။သူတို့တွေကအဆင်မပြေကြဘူး။အဲ့တော့သူတို့ကိုကြည့်ပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်နာလေးတွေသူတို့လေးတွေအဆင်ပြေသွားရင်ရပြီဆိုတဲ့စိတ်နဲ့နော်ပရိုက်တာလည်းလုပ်ဖြစ်တယ်။နောက်ပြီးတော့အခုခုလိုပဲဒါရက်ွက်ထဲမှာတက်ကြီးဝါကြီးနော်ဟိုဟာပေါ့ပြည်သူတွေပေါ့အဆင်မပြေတဲ့သူတွေအတွက်လည်းကျွန်တော်တို့ကပရိုက်တာ ကိုကျိုးစွန့်ပြီးတော့ကိုကျိုးစွန့်နေဆိုပေမဲ့တက်နိုင်တဲ့လောက်ပေါ့ကျွန်တော်တို့ဘက်ကစွန့်လွန်ပြီးတော့လုပ်ပေးတာပဲရှိပါတယ်ဒါကလည်းကျွန်တော်တို့နာမည်ကြီးဖို့အတွက်လည်းမဟုတ်ဘူးကျွန်တော်တို့ပေါ်ပင်ဖြစ်ဖို့အတွက်လည်းမဟုတ်ကျွန်တော်နာမည်လည်းမကြီးချင်ဘူးနာမည်ကြီးမှရလာတဲ့အရာပဲ